မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူနဲ့အပေါင်းပါများကိုဖမ်းမရန်ထုတ်ရန်ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ရဲ့အတီးပြုတ်ဆုံးဖြတ်ချက်ကိုရှေ့နေချုပ်ရုံးကို match လ3ရက်နေ့ကတင်ပြလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ match လ3ရက်နေ့မှာထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနကစောချစ်သူနဲ့အပေါင်းပါများကိုဖမ်းမရထုတ်ရန်အတီးပြုတ်ထားတဲ့ဆုံးဖြတ်ချက်ကိုရှေ့နေချုပ်ရုံးကိုတင်ပြလိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီဖမ်းမရန်ဟာလက်ရှိဖြစ်ပွားနေတဲ့ပြည်တွင်းနဲ့နိုင်ငံတကာလူကုန်ကူးမှုများနဲ့ပတ်သက်ပြီးတော့ဆက်ဆက်နေတယ်လို့သိရပါဗျ။ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနရဲ့လူကုန်ကူးမှုတိုက်ဖြတ်ရေးဌာနက ညော့ကြားရေးမှူးဒုတိယရဲမှူးကြီးစရိဝတ်ကဆမ်စုပ်ကလက်ရှိရရှိထားတဲ့တပ်တွေအထောက်ထားများဟာစောချစ်သူနဲ့အပေါင်းပါများကိုဖော်ရန်ထုတ်ရန်လုံလောက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အသေးစိတ်အချက်အလက်များနဲ့ပတ်သက်ပြီးတော့ရှေ့နေချုပ်ရုံးကစီစဉ်နေတဲ့အချိန်မှာတော့လျှို့ဝှက်ထားတယ်လို့သိရပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ဖွေကုတ်ကုံမှာကြားဖြတ်ငွေလိမ်ခိုင်းများကိုအကာအကွယ်ပေးထားတယ်။စစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူမုတ်တုံနဲ့စောတင်ဝင်းတို့ကို ထိုင်း DSI ကဖမ်းမရထုတ်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမဲဆောက်မြို့ Tesco Lotus ကုန်တိုင်းမှာဖွင့်လှစ်ထားတဲ့ဩဇာရွှေဆိုင်ကရွှေတပိတ်သားကျော်ကို Master နှစ်ရက်နေညပိုင်းကဓမြတိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အဲ့ဒီဓမြတိုက်မှုရဲ့တရားခံကိုဖမ်းဆီးရန်ထိုင်းရဲများကအပူတပြင်းစစ်ဆေးရှာဖွေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် Master နှစ်ရက်နေည9:20မိနစ်အချိန်မှာထိုင်းနိုင်ငံမဲဆောက်မြို့ Lotus ကုန်တိုင်းကဩဇာရွှေဆိုင်နံပါတ်5ကို အနက်ရောင်ဆိုင်ကယ်စီးအုပ်ထုပ် Lineman Delivery Uniform ဝတ်ဆင်ထားတဲ့လူတအုပ်ကတနက်ကိုကန်ဆောင်ပြီးတော့ဝင်ရောက်လူရက်ဓမြတိုက်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီဓမြတိုက်သွားတဲ့လူဟာဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်လို့သိရပါတယ်။လူရက်ဓမြတိုက်မှုကြောင့်ဩဇာရွှေဆိုင်ကရွှေတရနှစ်ချက်သားပာသွားပြီးတော့တရခံကိုတော့ယခုချိန်ထိဖမ်းဆီးရရှိခြင်းမရှိသေးဘူးလို့သိရပါတယ်။အခုတော့မဲဆောင်မြို့နဲ့မြို့ပြင်ဘက်တွေမှာအစီအစေးတွေတော်တော်ကိုများနေတယ်။လမ်းတွေမှာလည်းဂိတ်တွေချထားတာအတော်ကိုများတယ်။ပိတ်ဆို့စစ်ဆေးတာတွေတော့တော်တော်ကိုလုံနေတယ်။အခုအကဲခတ်ရတဲ့လောက်ကတော့ဓမြ တိုက်သွားတဲ့သူကထိုင်းနိုင်ငံသားဖြစ်ဖို့များတယ်လို့ပြောနေကြတယ်လို့ထိုင်းမြန်မာနယ်စပ်မဲဆောက်ရဲများနဲ့ထိတွေ့မှုရှိနေတယ်။ထိုင်းမြန်မာစကားပြန်မြန်မာအမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်။လက်ရှိမဲဆောက်မြို့တဝမ်းမှာ အစစ်အစစ်တွေကျန်းနေတဲ့အတွက်တရားဝင်အထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားများသတိထားရန်လိုအပ်တယ်လို့မဲဆောက်မြို့ကမြန်မာများကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းချိုးပင်ကောင်းမြို့နယ်မှာစစ်မှုထမ်းခြေလိုက်လံကောက်ခံနေတဲ့အုပ်ချုပ်ရင်းမှုတောင်းချီပြစ်ခတ်ခံရပြီးတော့ ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့မွန်းလွဲ၄နာရီခန့်မှာချိုးမင်ကောင်းမြို့နယ်ရွှေပန်းတော်ကြီးရွာအုပ်ချုပ်ရေးမှူးတောင်းကြီးဟာ စစ်မှုထမ်းခြေလိုက်လံကောက်ခံရန်အတွားတပည့်ဖြစ်သူနဲ့စိုင်းကယ်စီးလာတဲ့အချိန်တာယာဝတီခရင်တိုက်ရင်33ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ခွဲကတော်လိုင်းရဲဘော်များကကျွန်းနဲ့ကုန်းရွာထိပ်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွဲမှာအုတ်ချုပ်ရင်မူတောင်းကြီးရဲ့ရင်ဘတ်နဲ့ဝမ်းပိုက်ကိုကြီးကန်ထိမှန်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအသေးပြစ်ခတ်ရန်လှုံ့ဆော်ခဲ့တော်လဲမဘာသာဖုံးကြီးတပားကပြစ်လို့မရအောင်ကာထားတဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့ပြစ်ခတ်နိုင်ခြင်းမရှိတော့ဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်ပြင်းထန်တိုင်းရာရရှိသွားတဲ့အုတ်ချုပ်ရင်မူတောင်းကြီးဟာ စစ်တပ်ထောက်တိုင်အမာဂန်တအုပ်ဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့ PDF ရဲဘော်များရဲ့တရင်အချက်အလက်များကိုစစ်တပ်ထံကိုထောက်လန်းတရင်ပေးပို့ခြင်းလူငယ်များကိုအတင်းအကျပ်ချိန်ချောက်ပြီးတော့စစ်မှုထမ်းရန်လူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။ဖုံးကြီးကစိုင်းကဲတစည်းအုပ်ကြီးနဲ့သူ့တပည့်ကစိုင်းကဲတစည်းနဲ့လာတာအုပ်ကြီးရဲ့ရင်ဘတ်နဲ့ဘိုက်ကိုတစ်ချက်စီပစ်ပြီးတော့ခေါင်းကိုပြစ်ဖို့လုပ်နေတော့မှာပဲမဘာသာဖုံးကြီးကအတင်းဝင်ကားတာမဘာသာဖုံးကြီးကဝင်းမကားရင်အုပ်ကြီးရဲ့ရင်ဘတ်ကိုအပေပစ်ခတ်နိုင်မှာ အဲ့ဒီမဘာသာဖုန်ကြီးကရွှေပန်းတော်ចောင်းကခန်းတွေဖုန်ကြီးလို့သိရတယ်။အုတ်ကြီးတောင်းချီကြောင့်လူငယ်တွေစစ်ခွေးတတ်ထဲကိုရောက်ကုန်ပြီးပြည်သူတွေကလည်းအမျိုးမျိုးဒုက္ခပေးနေတဲ့သူပါလို့တာယာဝတီ KPDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်ကောင်စီတပ်သားများနဲ့စစ်တပ်ထောက်တိုင်များကိုအချိန်နေရာမရွေးတိုက်ခိုက်သွားမှဖြစ်ပြီးတော့ပြည်သူများအနေနဲ့၎င်းတို့အနီးနားမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုတ်လို့ကြရရန်နဲ့သတိပေးချက်ကိုမလိုက်နာဘဲနဲ့ ထိခိုက်မှုတစုံတရာဖြစ်ပေါ်လာပါကတာဝန်ယူဖြည့်ရှင်းပေးသွားမှာမဟုတ်ဘူးလို့တာယာဝတီခရိုင်တပ်ရင်း383ညနဲ့တပ်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့ကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်နဲ့မုံရွာမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ရင်တန်းနဲ့စစ်သားများလိုက်ပါလာတဲ့ကားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂ရက်နေမနေ့9:55မိနစ်ခန့်မှာချောင်းမြို့ကနေထွက်လာတဲ့စစ်ကောင်းစီတပ်သားများလိုက်ပါလာတဲ့ဒိုင်းနာကားနှစ်စီးကို နိုင်ရေကန်နဲ့ရေပိုးသားချားမှာပရိသာမိုင်း၄လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မက်စလာ၂ရက်နေ့မနက်9:20မိနစ်ခန့်အချိန်မှာနိုင်ရေကန်ဂိတ်ကနေကားတားပြီးတော့လိုက်ပါလာတဲ့စစ်သားများကို နိုင်ရကနဲ့ရေပိုးစားကြားထဲမှာတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်းနှလုံးတပ်ပွိုင်းနဲ့ထပ်မံပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။အလားတူပဲဖေဖော်ဝါရီလ28ရက်နေ့မနက်9:00ခန်းအချိန်မှာမုံရွာမြို့တွေကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တံပြားကားကား၅စီးတဲ့က၃စီးမြောက်ကားကိုမုံရွေးတိုးဂိတ်အနီးမှာပရိသာမိုင်း၃လုံး၂ပွိုင်းနဲ့ ရှေ့ဘက်မှာတလုံးလုံးနဲ့ဖောက်ခွဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကကားပေါ်ကနေပြန်ပြစ်တာမျိုးတော့ရှိပါတယ်။ကျွန်တော်တို့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မုံရွာခရိုင်အမှတ်ဆက်တည်တရင် People's Defense Force စော့မုံရွာကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဒါအပြင်သခိုင်းတိုင်းချောင်းမြို့ကနေပြီးတော့ကားနဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ခဲ့ရာကားပြစီသွားပြီးတော့စစ်သားများထိခိုက်မှုရှိခဲ့ကြောင်း Pentagram LVDF 9000ကျဲတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။မက်စလာ2ရက်နေမနေ့9:55မိနစ်က 6မြို့အတွင်းထဲကနေပြီးတော့အချမ်းဘတ်စစ်သားအယောက်20ခန့်လိုက်ပါလာတဲ့ဒိုင်နာကားတစ်စီးကိုမုံရွာမန္တလေးလမ်းမကြီးပေါ်ရေးပိုးစားကြီးပါအနောက်ဘက်တနီယာအယောက်မှာမိုင်းဆွဲတက်ခတ်ခဲ့ရာကားဟာပျက်စီးသွားပြီးတော့ကားပေါ်မှာလိုက်ပါလာတဲ့စစ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။တစ်ကားတွေကိုလုံခြုံရေးလိုက်ပေးနေတဲ့ကားပါအင်အား20လောက်ပါတဲ့ ကားကိုထိထိမိမိဆွဲလိုက်နိုင်ပေမဲ့သူတို့ဘက်ကချက်ချင်းလိုက်ပြတာမဟုတ်လို့အများဆုံးပြန်ဆုတ်ခဲ့ရတာပါကားပြတ်စီးသွားတယ်လို့သိရပေမဲ့အနားလည်းကတ်လို့မရလို့ထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိခဲ့ရပါဘူးနောက်ဆက်တွဲသတင်းကိုတော့စုံစမ်းနေပါတယ်ကျွန်တော်တို့မှာကမိုင်းပွိုင်ကိုကပစ်ပေးဖို့လက်နက်အင်အားမရှိတဲ့အတွက်မိုင်းဆွဲပြီးတာနဲ့ဒီလိုမျိုးပြေးရတာပဲများပါတယ်လို့ Pentagram LPDF 9000ကျဲတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Pentagram LPDF 9000ကျဲအဖွဲ့မုံရွာခရိုင်တပ်ရင်းစပ်တဲ့ South မုံရွာအဖွဲ့ Phnom Revolution Force နဲ့ຫນွေဥလူငယ်အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့တော်လှန်ရေးကိုအောင်မြင်တဲ့အထိဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးမိဘပြည်သူများအနေနဲ့လည်းဆက်လက်ထောက်ပံ့ကူညီပေးကြပါရန်နဲ့စစ်ကောင်စီအနေနဲ့စစ်မှုထမ်းခေါင်းစဉ်တက်ပြီးတော့လူဖမ်းပွဲကြီးကိုပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့သတိရှိရှိနဲ့ရှောင်ရှားနေထိုင်ကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်မြောင်ပင်ကြီးစုရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ၃ရက်နေ့မနက်အစောပိုင်းည12:30မိနစ်ခန့်မှာခင်ဦးမြုံနယ်အနောက်တောင်ချမ်းမှာရှိတဲ့အင်ဂျီ300ကျော်ရှိတဲ့ညောင်မင်းကြီးစုကျေးရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်900ဘုံဒီနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအသက်80ခန့်အရွယ်ရှိတဲ့အဖိုးဖွားလင်မယား၂ဦးတို့ဘုံစားထိမှန်ခဲ့တော့လဲအသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရပါတယ်။စစ်တပ်စစ်ကြောင်းတွေကမြို့နယ်အများစုကိုခြေချင်းစစ်ကြောင်းမလာနိုင်တော့တဲ့အတွက်လေကြောင်း ကိုပဲအားကိုးပြီးတော့ရန်တမ်းပစ်ခတ်တိုက်ခိုက်တာတွေကိုလုပ်နေတာပေါ့ပြည်သူတွေတေဆုံးမှုတော့မရှိပါဘူးထိခိုက်ဒဏ်ရာရတဲ့အဖိုးဖွားလင်မယားနဲ့အောင်လည်းမစိုးရင်ရဘူးလို့ခင်ဦးမြို့နယ်တရင်မှန်ကြားကြားရဲ့အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်ပြည်သူများအနေနဲ့လူစုလူဝေးဖြစ်စေတဲ့အလူပွဲပျော်ပွဲရှင်ပွဲများကိုမပြုတ်လောက်ကြရန်နဲ့လေချောင်းအနေနဲ့ကာဝယ်နိုင်ရန်အတွက်အသက်ကယ်ဘုံခုချင်းများကြေးပါတိုင်းလူလို့မိသားစုတပိုင်းတိုင်းဘုံခုချင်းများကိုတူးထားကြရန်ခင်ဦးမြို့နယ်တရင်မှန်ကြားကြားရဲ့အဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာပြည်ပကိုရောက်နေတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့လူငယ်များကိုစစ်မှုထမ်းရအတွက်ပြန်လည်ခေါ်ယူထားရန်မိဘများကိုစစ်ကောင်စီကဆင့်ခေါ်ပြီးတော့ဖိအားပေးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလနှောင်းပိုင်းနဲ့အခုမတ်လဇန်ပိုင်းအတွင်းမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့လူငယ်များကိုပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းရန်မဖြစ်မနေ စရင်သွင်းမှတ်ပုံတင်ရမယ်ဆိုပြီးတော့မြို့နယ်ထွေအုံယုံခေါ်မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးရုံးများကိုမိဘဆွေမျိုးများနဲ့လူငယ်များကိုစင်ခေါ်နေတယ်လို့သိရပါတယ်ပြည်ပရောက်နေတဲ့လူငယ်များကိုလည်းမြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူထားရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်အလဲကြတာနဲ့စစ်မှုထမ်းရမှာဖြစ်တယ်လို့လည်းပြောပါတယ်အကယ်၍စစ်မှုထမ်းရမယ့်အချိန်မှာပြည်ပကိုရောက်နေတဲ့လူငယ်များအိမ်ကိုပြန်လည်ရောက်ရှိခြင်းမရှိပါက မိသားစုဝင်အမျိုးသားတအူးကအစာထိုစစ်မှုထမ်းရမယ်လို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့စစ်တပ်ကအသိပေးလက်မှတ်ရေးထိုးခိုင်းနေတယ်လို့သိရပါတယ်စစ်မှုထမ်းရအလှည့်ကျလာတဲ့အချိန်မှာစစ်မှုထမ်းရပြက်ကွက်ပါကမိသားစုဝင်များကိုလည်းပြည်သူစစ်မှုထမ်းဥပဒေနဲ့ထောင်ချရေးယူမှာဖြစ်တယ်လို့ချိန်ချောက်ထားပါတယ်စစ်မှုထမ်းရပြက်ကွက်တဲ့ပြည်တွင်းကလူငယ်ဖြစ်စေ ပြည်ပကလူငယ်ဖြစ်စေတရားစွဲဆိုခံရမှာဖြစ်ပြီးတော့တင်းဆောင်ပါကဘဝတသက်တာလုံးဝရံပြေးအဖြစ်နဲ့ခြေညာခံရမှာဖြစ်တယ်လို့ချင်းချောင်းနေချောင်းသိရပါတယ်ရန်ကုန်တိုင်းတာကေတာမြို့နယ်မှာစစ်မှုထမ်းဆရင်သွင်းဖို့စိန်ခေါ်စာနဲ့ရုံးတွေမှာတွေ့ဆုံပြီးတော့ထွက်ပြေးတာတွေမလုပ်ဖို့ပြောတယ်ပြေးရင်ကြံခဲ့တဲ့မိသားစုတွေကိုအေးအေးယူမယ်နိုင်ငံခြားရောက်နေတဲ့သူတွေကိုလည်းအချိန်မီပြန်ခေါ်ထားဖို့ပြောနေတယ်လို့တာကေတာမြို့နယ်ကပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်လက်တလုံးမှာစစ်မှုထမ်းအပတ်စဉ်တိကနေအပတ်စဉ်10အထိခေါ်ယူပြီးတဲ့အချိန်မှာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်နဲ့ရပ်ကွက်များမှာစစ်မှုထမ်းမဲ့လူငယ်အရေးအတွက်တွေဟာနေပါလာနေပြီးတော့ပြည်ပရောက်နေတဲ့သူများကိုမဖြစ်မနေဆင့်ခေါ်ရန်စစ်ကောင်စီကဖိအားပေးချိန်ချောင်နေခြင်းဖြစ်တယ်လို့မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ဒိုက်ရိုက်ပတ်သက်နေတဲ့သတင်းအကြီးအမဲကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ